င်္ဂလာပါရှင်ရှမ်းအကူမီဒီယာကကြိုဆိုပါရစေကလောမျိုးနယ်၌2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ပေးပွဲဓာတုဘေဒနှင့်ပထဝီဝင်ဘာသာရပ်ကိုကျောင်းသားကျောင်းသူ1648ဦးဖြည့်ဆွဲတဲ့တဲ့ရင်ကိုတက်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းကလောမျိုးနယ်တွင်2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ပေးပွဲဓာတုဘေဒနှင့်ပထဝီဝင်ဘာသာရပ်ကိုယနေ့နေ့နဲ့9နာရီကစတင်ကျင်းပရာကလောမျိုးနယ်ရှိစာစစ်ဌာနခုနှစ်ခုမှကျောင်းသားကျောင်းသူ1689ဦးစာရင်းပေးသွင်းထားပြီး1648ဦးဝင်ရောက်ဖြည့်ဆွဲကြ ောင်းသိရပါတယ်ကလောမျိုးနယ်တွင်ရှိစာစစ်ဌာနများဖြစ်ကြသောအာထကတိကလောတွင်ဓာတုဗေဒဘာဒရက်ကို269ဦးအာထကတောင်းအောင်မန်တွင်462ဦးအာထကငါအောင်မန်တွင်354ဦးအာထကရှစ်အောင်မန်တွင်360ဦးအာထကဟဲဦးတွင်89ဦး အထက်က6ဘောဆိုင်တွင်34ဦးအထက်က9အင်းခေါင်တွင်58ဦးစုစုပေါင်း1614ဦးနဲ့ပထဝီဝင်ဘာသာရပ်ကိုအထက်က3အောင်မန်တွင်2ဦးအထက်က5အောင်မန်တွင်9ဦးအထက်က6အောင်မန်တွင်25ဦးစုစုပေါင်း33ဦးထပ်တိုး2ဦးစုစုပေါင်း1648ဦးဝင်ရောက်ဖြည့်ဆို့ကြောင်းစာစစ်ဌာနများတွင်တက္ကသိုလ်ဝင်စာမေးပွဲဓာတုပိဒါဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကိုကျောင်းသားကျောင်းသူများအေးချမ်းစွာဖြည့်ဆို့လျက်ရှိပြီး ဝင်ရောက်ဖြည့်ဆို့မှုရခိုင်နှုန်း69.6ခွန်600ခိုင်နှုန်းနဲ့ပြက်ကွက်မှုရခိုင်နှုန်း1.33ရခိုင်နှုန်းရှိကြောင်းမြို့နယ်ပညာရေးမှူးဌာနမှထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။